Hello မင်္ဂလာပါဒီနေ့တော့ငါပြောကောင်းလေးလေ့စာပေးပါတယ်အရသာရှိပြီးတော့လွယ်ကူမြန်စနဲ့ငါပြောပေါင်းလုပ်နေလေးကိုဖြောက်ရေးပြတော့မှာဖြစ်ပါတယ်အရင်ဆုံးငါပြောသေးလေးတွေမှဲ့တယ်ငါပြောသေးလေးတွေကိုအခွန်နှွားပြီးတော့ရင်နွေးထဲမှာ10မိနစ်လောက်ပြုတ်ထားလိုက်ပါမယ်ဆူလာတဲ့အထိပြုတ်ထားလိုက်မယ်ပြုတ်ပြီးသွားပြီဆိုရင်10မိနစ်ပြည့်သွားရင်ငါပြောသေးလေးတွေကိုဆယ်ထုတ်လိုက်ပါမယ် အုံနို250 ml လောက်ထည့်မယ်။နွားနို့ကိုစံချိန်ခွက်နဲ့တစ်ခွက်လောက်ထည့်ပါမယ်။ပြီးတော့တကြားလေးကိုသမင်းဆဆွန်နဲ့နှဆွန်လောက်ထည့်လို့ရပါတယ်။ပြီးရင်စားလေးအနည်းငယ်ထည့်ပါမယ်။ဖြုတ်ထားတဲ့ငပြိုသီးလေးတွေကိုထည့်လိုက်ပါမယ်။မိနစ်20 25မိနစ်လောက်ကို အဖုံးလေးအုပ်ပြီးတော့မီးအေးလေးနဲ့တင်ထားလိုက်ပါမယ်။အခုကတော့ 25မိနစ်လောက်ပြည့်တဲ့အနေထားလေးရပါပြီ။နွားနို့ထည့်လိုက်တဲ့အတွက်ကြောင့်မလို့အရန်ကိုမှအရသာရှိပြီးတော့စားကောင်းတယ်။ငပြိုသီးလေးတွေကမှဲ့ထားတဲ့ဟာလေးတွေကိုသုံးတဲ့အတွက်ကြောင့်မလို့ပူပြီးဣပြီးတော့စားလို့အရန်ကောင်းပါတယ်။လှုပ်ရှားဖို့အကြံပြုပါတယ်။အဆုံးစိတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။